င်္ဂလာပါရှင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အန်ယူဂျီအစိုးရဖွဲ့မှတိုင်းရင်းသားမဟာမိတ်အင်အားစုတွေတဲကထက်မြက်ပြီးဥဆောင်နိုင်တဲ့ပုံကိုယ်တွေကို အားသက်လောင်းဖြစ်တင်းရန်နဲ့တပ်ပေါင်းစုတိဆောက်ရန်ယာယီသမရဒူဝါလက်ရှိလာကပြောပါရယ်စစ်တွေမျိုးရန်ပြေမန်ပြေဖျားမှာစစ်ကောင်စီကဘေကင်းရန်ကင်းအောင်နိုင်ရဲရဲချေးရဲ့တရင်ပါဝင်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အမျိုးသားညီညွတ်ရေးဆိုရ NUG အဖွဲ့မှာတိုင်းသားမာမေအင်အားစုတွေတဲကထက်မြက်ပြီးဥဆောင်နိုင်တဲ့ပုံကိုယ်တွေကိုအာတစ်လောင်ဖြစ်တင်มาဖြစ်ပြီးတိုင်းသားမဟာမိတ်တွေနဲ့တပေါင်းစုတိဆောက်ရလိုအပ်တယ်လို့လည်းယာယီသမရဒူဝါလက်ရှိလကပြောပါရယ်ယမန်နေ့ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးဆိုရနှစ်မြင်ဆောင်2025အစိုးရအဖွဲ့အစည်းအဝေးမှာ၎င်းကအထက်ပါတိုင်းပြောဆိုခဲ့တာလည်းဖြစ်ပါရယ်ဆရာနာရှင်တော်လန်ရေးမှာ ပေါ်မကျပြက်တဲ့တော်လိုင်းလုပ်ငန်းစဉ်တွေကိုဆက်လက်အကောင့်ထဲပေါ်နိုင်ရန်အတွက်တပ်ပေါင်းစုတိစောက်ရန်လိုအပ်တဲ့ကဲ့သို့ NGG အစိုးရအဖွဲ့မှတိုင်းရင်းသားမဟာမိတ်အင်အားစုတွေတဲကဥဆောင်နိုင်ပြီးထပ်ပြက်တဲ့ပုံကိုယ်တွေကိုအသစ်လောင်းဖြစ်တင်းရမှာဖြစ်တယ်လို့လည်းသမရကပြောပါရယ်ဒါအပြင်ပါတုံးလုံးရန်ရာကိုပြုပြင်ပြောင်းလဲရေးလှုပ်ဆောင်ရမယ်ပြင်အလုပ်ဖြစ်ရုံပြုပြင်ပြောင်းလဲရေးလုပ်တာထက်ပုံမလှုပ်ဆောင်ရမှာဖြစ်ပြီးပါတုံးလုံးရန်ရာမှာတော ဲ့ဖြောက်မဲ့ရေးမှာအလွန်အရေးကြီးတယ်လို့သမရကသတိပေးလိုက်ပါတယ်။အလားတူအကြက်ဖက်စစ်ကောင်စီလက်အောက်ကစစ်သားတွေကိုပြည်သူရင်ခွင်ထံကိုခိုးလုံရန်ဖိတ်ခေါ်ထားပြီးစစ်ကောင်စီရဲ့ဒေါက်တိုင်ကိုဖြုတ်ပြရန်နဲ့ဆရာနာရှင်ဖြတ်သိမ်းရေးမှာလည်းအရေးကြီးကြောင်းသမရကတိုက်တွန်းပြောဆိုပါတယ်။အခုဆိုရင်အုတ်ချွေရေးကဏ္ဍဘက်နဲ့အခွန်ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာအတန်းတွေအတော်ထွက်နေပြီးတချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့တော်လိုင်းလမ်းကြောင်းကိုသွေဖယ်လာတာမျိုးတွေလည်းရှိတာမို့တင်းနေကြက် ဲ့စီမံဆောင်ရွက်သွားကြဖို့ကိုလည်းမှာကြားရင်းညီကုန်းချုပ်ရတယ်လို့လည်းပြည်သူ့ဝန်ကြီးချုပ်ကလည်းပြောပါရရှင်။ ရခိုင်သတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရခိုင်ပြည်စစ်တွေမျိုးရံပြည်မန်ပြည်ဖရမစစ်ကောင်စီကဘေးရန်အပေါင်းကိုအောင်နိုင်ရရရချေတာတွေလွတ်ဆောင်ခဲ့လို့စစ်တွေဝန်ထမ်းသတင်းမြစ်အချို့ကရန်ကုန်ခက်တဲ့မီဒီယာကိုပြောပါရယ်ဇန်နဝါရီလ12ရက်နေ့မနက်ပိုင်းအချိန်မှာစစ်တွေမျိုးကရံပြည်မန်ပြည်ဖရမစစ်ကောင်စီရဲ့ရခိုင်ပြည်ဝန်ကြီးချုပ်ထိန်လင်းဦးဆောင်ကဖရပူဇော်ကတော့ဘွဲနဲ့အနိကစားတင်ပူဇော်ပွဲလိုအမိတက်ကဘေးကင်းရန်ကင်းအနေနဲ့အပေါင်း ောင်းကိုအောင်နိုင်စေမဲ့ရရာခြေမှုတွေကိုလှုပ်ဆောင်ခဲ့လို့လည်းသိရှိရပါတယ်။ဖယားကြီးပရဝံပတ်လည်မှာအောင်တပြေစိုက်တာတွေနတ်တာဖြန်းတာတွေအပြင် အောင်နမိတ်ဆောင်ဆိုပြီးတိကိဒါတွေကိုရခိုင်စီတော်မင်္ဂလာဖွဲ့ကတီးမို့ပူဇော်တာတွေလုပ်ပြီးရခိုင်ပြည်နယ်စစ်ကောင်စီရဲ့အဖွဲ့ဟာတသက်လွတ်တွေစားကရန်ပြေမန်ပြေအောင်မြင်ကြောင်းရရာတွေလှုပ်ဆောင်ခဲ့လို့လည်းဝန်ထမ်းသတင်းမြစ်ကပြောပါတယ်။ရန်ပြေမန်ပြေဖယားရရာခြေပွဲကိုရခိုင်ပြည်စစ်ကောင်စီ ထိပ်ပိုင်းအား ုံတက်ရောက်ရပြီးစစ်ဘက်ကအရာရှိတွေလည်းအရက်ဝတ်နဲ့တက်ရောက်ခဲ့ရလို့လည်းသိရှိရပါတယ်။ရန်ပြေမန်ပြေဖျားကြီးကိုအတိတ်တန်ဆရာတော်ကြီးကဦးစီးတိဆောက်နေခြင်းဖြစ်က2020ခုနှစ်မတ်လကစတင်တိဆောက်ခဲ့တာဖြစ်ပြီးဖျားညံတော်အမြင့်မှာ82ပေနဲ့ပလင်မြင့်17ပေရှိတယ်လို့လည်းသိရှိရပါတယ်။ရခိုင်ပြည်မှာအေကမြို့နယ်14ခုကိုသိမ်းပိုက်ရရှိထားပြီးစစ်တွေကြောက်ဖြူနဲ့မအောင်မြို့နယ်3ခုကိုသာတိုက်ခိုက်သိမ်းပိုက်ဖို့ကြံရှိနေခြင်းမှာစစ်ကောင်စီကအဲ့လိုဖျက်ကု ်ဓာတ်ကိုရရရာတွေကိုခြေလာတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်းဆောင်မင်းအောင်လိုက်မှာအာနာသိန်းစာကတဲ့ကရရရာဗီရင်တွေကိုဒီဇိုင်းမမတ်လှုပ်ဆောင်လာခဲ့ရမှာတက်တွဲမှာဝှေ့ရုပ်ခန်းတာပရဲ့ရုပ်ခန်းတာအောင်ချင်းရှိပါပူဇော်ရုပ်ဖတ်ခန်းတာအစရှိရရရာဘောင်းဆောင်ကိုမကြက်ခန်းတာလှုပ်ဆောင်လည်လည်းရှိပါတယ်ရှင်။ ရှမ်းပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်တောင်ပိုင်းစီဇန်မြို့နယ်ထီစုံကျေးရွာတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်နဲ့ PNO ဘက်ကစစ်ကြောင်းမို့ပါဝင်20ဦးထက်မနည်းဟာသေသွားကြတယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူခွန်ရင်းရန်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလ12ရက်နေ့ကစီဇန်မြို့နယ်ထီစုံကျေးရွာကိုအကြမ်းဖက်စစ်တပ်နဲ့ PNO ပူးပေါင်းစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့တာလည်းဖြစ်ပါရယ်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်နဲ့ပိုးလွတ်မြောက်ရေးတပ်မတော် PNL နယ်လီတပ်ဖွဲ့ဝင်တို့ကြားမှာပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကအယောက်၂၀ထက်မနည်းဟာသေသွားခဲ့သလို PNL ဘက်ကလည်းရဲဘော်တူဟာကြာဆုံးခဲ့ရကတပ်သား၅ဦးဟာလည်းအကြမ်းဖက်စစ်တပ်လောက်ကန် PNO အဖွဲ့ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်။အဲ့ဒီစစ်တပ်လောက်ကန် PNO အဖွဲ့ကဇန်နဝါရီလ17ရက်နေ့မနက်၈နာရီခန့်မှာအရှင်ဖမ်းမိတယ်လို့ဓာတ်ပုံတွေနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပြီးမနက်၈နာရီ15မိနစ်ခန့်မှာတော့ဖမ်းမိထားတဲ့ PNL ရဲဘော်၅ဦးကိုနှိပ်စက်တပ်ဖြတ်ထားတဲ့ဓာတ်ပုံတွေကိုထပ်မံထုတ် ုတ်ပြန်ခဲ့တယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ရှိသူခွင့်ရင်းရန်က ပြောပါရယ်စစ်ပွဲအတွင်းမှာဖမ်းမိတဲ့တုံမှန်းတွေကိုနှိမ့်ဆက်တပ်ဖြတ်တာဟာစစ်ရဲ့စီမင်းစည်းကမ်းဥပဒေနဲ့လည်းမကိုက်ညီတယ်လို့စစ်ရာဇဝမှုကျွလွန်တာဖြစ်ပြီးအင်မတန်အောက်တန်းကျတဲ့ရုပ်မာတဲ့လောက်ရက်တွေဖြစ်တယ်လို့လည်းခွင့်ရင်းရန်ကပြောပါရယ်ရှင် မန္တလေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းငဇုံမြို့နယ်လက်ပံကျင်းတောင်ရွာကိုမိရှို့ပြီးရွာပြင်ထွက်လာတဲ့အကြက်ဖက်စစ်တပ်ရှေ့ပြေးကင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကခုနှစ်ဦးဟာတေသွားခဲ့တယ်လို့မြင်းကြံခရံတရင်ခွန်0ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါရစေ။ဇန်နဝါရီလ14ရက်နေ့မနေ့9ရက်နေ့လောက်မှာလက်ပံကျင်းတောင်ရွာကိုမိရှို့ဖျက်ဆီးပြီးတပ်ဆွဲထားတဲ့အကြက်ဖက်စစ်တပ်ကစစ်ကောင်စီတပ်သားအယောက်50ခန့်ဟာရှေ့ပြေးကင်းဖြင့်ရွာပြင်ကိုထွက်ခွာလာစဉ်ပြင် တော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ထိတွေ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်က9ဦးဟာသေသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တိုက်ပွဲတွေမှာအထိနာသွားတဲ့အကြမ်းဖက်စစ်သားတွေဟာလေရင်နဲ့ကြေးရွာတွေကိုဇက်တိုက်ပြန်ဝဲခဲ့ပြီးပြစ်ကူပေးခဲ့ပြီးတဲ့နောက်မှာ စစ်သားမတာအလောင်းတွေကိုမြို့သားစစ်ဘုံဘက်ကိုတဲထုတ်ကာတက်ပြန်ဆုတ်သွားတယ်လို့မြင်းကြံခရံတရင်ခွန်0ပျောက်ကြားအဖွဲ့ကခေါင်းဆောင်ကိုသက်ကြီးကပြောပါရယ်အဲ့တကယ်မှုကိုမြင်းကြံခရံတရင်ခွန်0ပျောက်ကြားတက်ဖွဲ့ကဦးဆောင်ပြီးမြင်းကြံခရံတရင်6ငဇုံမြို့နယ်ပကဖာနေမြေကန်တော်လဲအင်အားစုအဖွဲ့တွေကပူးပေါင်းတက်ခဲ့ခဲ့တာဖြစ်ပြီးစစ်ကူဖြစ်နိုင်ရန်မန္တလေးခရံတရင်9ကလည်းနောက်ချံအရန်အင်အားနဲ့အသက်ရှိနေခဲ့လို့လည်းသိရှိရပါရယ်အကြမ်းဖက်စစ်ကောင်စီ ကြောင်မှာကျေးရွာအတွင်းစစ်ကြောင်းထိုးမွေရောက်မီတွင်လက်ပံကျင်းရွာကိုလက်လက်ကြီးရနဲ့ပြစ်ခတ်ခဲ့တာကြောင့်ကိုဝန်ဆောင်အမျိုးသမီးတူပါဝင်ပြည်သူ၄ဦးဟာတည်ဆုံးခဲ့ရပြီးစစ်ကောင်စီတပ်သားတွေကကျေးရွာတွင် နေအိမ်၄၀၀ခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးကြတဲ့သတင်းတစ်ပုဒ်ကတော့သခိုင်းတန်းရွှေဘိုအချင်းထောင်ကနေလွတ်ရစေပြီးလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမိသားစုစီကိုမပို့ဘဲရွှေဘိုမြို့မှာရဲစခန်းအတွင်းမှာထပ်မံဖမ်းဆီးချုပ်နှောင်ထားကငွေကြေးတောင်းခံတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ PPNN ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြောပါရတယ်။ လူရဲစိတ်ပြီးလို့ပြန်လွတ်တဲ့အချိန်ထောင်ပေါက်ဝရောက်မှပြန်လဲဖမ်းဆီးပြီးရွှေဘိုရဲစခန်းမှာချုပ်နှောင်ထားတာဖြစ်ပြီးမှန်တာဖုံရင်ကျောင်းထဲမှာစခန်းချလာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေပူးပေါင်းပြီးငွေကြေးတောင်းခံတာပေါင်းစားနေကြတာဖြစ်တယ်လို့လည်းကိုတိုက်ထွန်းကပြောပါရတယ်။အဲလိုလုံနေတာဟာ2024ခုနှစ်အော်တိုဝါလာကနေစတင်ပြီးပြုလုပ်နေတာဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလအတွင်းကလည်းလူရဲစိတ်ပြီးရဲ့နောက်မှာ ပြန်လဲဖမ်းဆီးကဘာပေါက်မနဲ့မှတရားမစွဲထားပဲမြို့မရဲစခန်းမှာ ကျဉ်းချခံထားသူ10ဦးကျော်ရှိနေလို့လည်းသိရှိရပါတယ်။ထောင်အာဏာပိုင်နဲ့ရဲပူးပေါင်းကလူရဲစစ်နိုင်ငံအကျဉ်းသားတွေကိုလုံခြုံရေးအကြောင်းပြထပ်မံဖမ်းဆီးတာမျိုးရှိသလိုငွေကြေးတက်နိုင်သူတွေကိုငွေတောင်းပြီးစီးပွားရေးဆက်ဆံပြုလုပ်နေတယ်လို့လည်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကရဲ့ PPNNC ကနေသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။